စီအုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံနေရအနှက်စီမီတွေပြန်နှံ့ခဲ့ပါတယ်။နေရတော်တော်များများစစ်ကောင်ရှင်ဟာနေမြေတော်တော်များများကို ဆုံရှုံလိုက်ရတာဖြစ်လို့2025ခုနှစ်နောက်ပိုင်းမှာတော့ဆုံရှုံထားတဲ့နေမြေတွေကို ပြန်လည်ရယူဖို့ကြိုးစားနေပါတယ်။ဒါကြောင့်ရှမ်းကယားနယ်စရီမှာစစ်ကောင်ရှင်ရဲ့စစ်ကြောင်ထိုးတိုက်ခိုက်မှုတွေ အကြာခဏဆုတလို့ရင်ဆိုင်နေရပါတယ်စစ်ကောင်ရှင်ရဲ့စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေကိုခုခံကာကွယ်နေတဲ့တော်လန်ရေးအင်အားစုတွေထဲမှာ KNA လည်းအပါအဝင်ဖြစ်ပါတယ် KNA ကို2024ခုနှစ်မှာတိုက်ရင်6ရင်းနဲ့စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးအခုချိန်မှာတော့တိုက်ရင်7နေရင်တိဒိုးချက်ဖွဲ့စည်းနိုင်ခဲ့ပါတယ်လက်ရှိချိန်ထိတိုက်ပွဲပြင်းထန်လဲရှိတဲ့ရန်ကယားနယ်စရဲ့စစ်ရေးအခြေအနေကိုတော့ကယားအမျိုးသားတပ်မတော် KNA ပြောခွင့်ဆိုခွင့်ရှိသူခွန်းဆောင်လူကနေခုလိုပြောပြလာပါတယ်။ဆံကရနေဆက်မှာကျွန်တော်တို့ကစီရရတော့နာရန်သူဖြစ်ရတော့ဟိုထိုးစီနေတယ်။နောက်လျှောက်လုံနေတာပေါ့နော်။နောက်လျှောက်လုံနေတယ်။အဲ့မှာကျွန်တော်တို့ကဘယ်လိုသုံးသလဲဆိုရင်တော့ဒါသူတို့ကဒီတိုင်းဒါအဖွဲတစ်ဖွဲဖြစ်တဲ့ပြည်အနေကလည်းဒီသားတချို့ဆုံးရှုံးထားတဲ့အပေါ်မှာသူတို့လည်းပြန်ပြီးတော့ဝန်းရံပြီးတော့ဟိုပြန်ရယူဟို ရယူဖို့လုပ်နေတဲ့အနေထားမျိုးရှိတာပေါ့နော်ဒါတစ်ခုပေါ့နောက်တစ်ခုကအဓိကဒီပြည်တော်စုလမ်းမကြီးပေါ့နော်ပြည်တော်စု main လမ်းမကြီးကိုသူတို့ရပြန်ထင်းချင်းတယ်အဓိကကတော့ဒီအဲသူတို့ရဲ့လာမဲ့ရွေးကောက်ပွဲကိုမဖြစ်မနေဟိုဖြစ်အောင်လုပ်မယ်ဆိုတဲ့အနေထားမျိုးလို့ပဲကျွန်တော်မြင်တာပေါ့နော်ဒါကတော့အကြောင်းမလို့သူတို့ကလည်းစီစီရမှာဟိုရိုင်းဟိုထိုးစစ်ဆင်လာတာပေါ့နော်အင်းအင်းအလုံးကျုံတုံးလာတယ်အဲနောက်ပြီးတော့ဒါ ဟိုတိုင်းသားတွေလည်းသူတို့ကဟိုသွေးခွဲနေတဲ့အနေအထားမျိုးတွေလည်းအများကြီးဖြစ်လာတာပေါ့နော်ဟိုတစ်ဖွဲ့နဲ့တစ်ဖွဲ့အဲရညိုရဆပူဆောင်မျိုးနဲ့ဟိုဖန်တီးလာတဲ့ဟိုအနေအထားမျိုးလည်းကျွန်တော်မြင်နေရတာပေါ့နော်ဒါစီရစီရရကျွန်တော်အဲ့လိုမျိုးပဲတုံ့တက်ထားတာပေါ့နော် စစ်ကောင်ရှင်ကနေနိုင်ငံတော်အာဏာကိုမတရားသိမ်းယူထားတာအခုဆိုရင်9နှစ်နီးပါးရှိလာပြီဖြစ်တယ်လို့လက်ရှိမှာတော့စစ်ကောင်ရှင်ကနေဥဆောင်ပြီးရွေးကောက်ပွဲထက်မှန်ပြုလုပ်ဖို့တဲတန်စူးစမ်းနေပါတယ်ရွေးကောက်ပွဲကပြည်သူတွေအတွက်တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်နိုင်မလားရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အကျညာဇာတ်လမ်းမှာလည်းကျွန်တော်တို့ထုတ်ပြန်ထားတာလည်းရှိပြီပေါ့နော်ဖြစ်နိုင်မှာတော့ဟိုမဟုတ်ဘူးအောင်နော်ဒါကတော့လူတိုင်းသိနေတယ်အောင်ပြည်သူတရားလုံးလည်းသိနေအောင်ဒီကိစ္စက ဒါပေမဲ့ဟိုပြောလို့မရတဲ့အနေအထားမျိုးပဲပေါ့နော်ဟိုပေါ်ပေါ်လေးတင်ဝေဖန်လို့တော့မရဘူးပေါ့နော်အဲ့မှာဟိုဘယ်လိုပြောမလဲဒီတရားမြတ်တမှုရှိတဲ့ဖြစ်တဲ့ဒီရွေးကောက်ပွဲများဖြစ်မလားရလာများဟိုထွက်လာမလားဆိုတာမျိုးလူတိုင်းကတော့ဒါနိုင်ငံရေးတချို့ကြတော့နိုင်ငံရေးရဟိုမိခွန်ထုတ်လာတာရှိတယ်ဒါပေမဲ့ပြည်သူတွေအနေနဲ့ဖြစ်မယ်ဆိုရင်တော့ဒါလုံးဝဟိုမဖြစ်နိုင်ဘူးပေါ့နော်မဖြစ်နိုင်ဘူးဖြစ်ဖို့လည်းမရှိဘူးပေါ့နော်မရှိလို့လည်းဒီဒီခင်ချင်းဆိုတာဖြစ်လာတာပေါ့နော်အဲ့ကကြတော့လည်းကျွန်တော်တို့ ဟိုအများကြီးလည်းမပြောတော့ဘူးအောင်เนาะဒါဘာဖြစ်လဲဆိုရင်ဒါကျွန်တော်တို့ကဟိုတရားမျှတမှုပြည်နယ်ရွေးကောက်ပွဲဟုတ်မဟုတ်ဆိုတာမျိုးကတော့ကျွန်တော်တို့အဲသဘောထားတော့ပြည့်ပြည့်စုံစုံကတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ဒီညစာနားမှာလည်းကျွန်တော်တို့ထုတ်ပြန်ထားပြီးသားပဲပေါ့เนาะဒီနေ့ခေတိုက်ပွဲကစပွဲဝိုင်းမှာပြီးသွားမှာမဟုတ်တလို့လွတ်လပ်ပြီးတရားမျှတတဲ့ data တစ်ခုအဖြစ်တည်တတ်အောင်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ခွန်ဆောင်သူကအခုလိုဆက်ပြီးပြောပြလာပါတယ်။ဟိုရှေ့အရင်ရင်အရင်ရင်တော့ကဒီဟိုဝါရင်အီအာဝူတွေအများကြီးရှိခဲ့တာပေါ့နော်။အဲ့တော့သူတို့ကလည်းဟိုလုတ်ခဲ့တယ်။နောက်ဆုံးကစပွဲဝိုင်းမှာပဲဟိုအဆုံးတတ်သွားတယ်ပေါ့နော်။ဒါကတော့ဟိုလက်ခံလို့ရတဲ့အနေထားဖြစ်ပေမဲ့ကျွန်တော်တို့ယနေ့ခေတ်လူငယ်တွေမှာတော့ဒါဟိုလက်ခံနိုင်တဲ့အနေအထားမျိုးလုံးဝမရှိဘူးပေါ့နော်အဲကျွန်တော်တို့ KNN အနေနဲ့လည်းဒါဟိုအစီအစဉ်ကတော့ဟို plan ရေးဆွဲထားတဲ့အစီအစဉ်လည်းမရှိဘူးပေါ့နော်ပြီးတော့ဟိုလက်ခံပြီးတော့ကျွန်တော်တို့စကားပြောဖို့လည်းအစီအစဉ်မရှိဘူးပေါ့နော်ကျွန်တော်တို့မှတော့အဲ့လိုမျိုးလုံးဝပျက်ပျက်တတ်တတ်ပြောပြောချင်တာပေါ့နော်အဲနောက်တစ်ခုကတော်လင်းရေးရာစုတွေကျွန်တော်တို့ပြန်စုစည်းတယ်ပြည်နယ်တစ်ခုမဟုတ်ရင်တော့မှကျွန်တော်တို့ကဒီနောက်ဆုံးကိုပဲအုတ်ချုပ်ခွင့်ရဒေတာဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုသွားတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ကတော့ကရန်လူမျိုးဖြစ်ပေမဲ့လည်းပေါ့နော်ကျွန်တော်တို့ကအဓိကလူမျိုးအခြေခံပြီးတော့ဟိုသွားတဲ့ပြည်နယ်ပုံစံမျို ဟိုကိုပင်အုပ်ချုပ်ခွင့်ရတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွားမှာမဟုတ်ဘူးနော်ကျွန်တော်ကဘာထွေဘာထွေအနေထားကိုအခြေခံတဲ့ဇနစ်ပဲကျွန်တော်တို့တွားမှာပေါ့နော်အဲ့တော့ကျွန်တော်ကဟိုအဓိကကျွန်တော်တို့ကញ្ញံဖြစ်တယ်ကញ្ញံဖြစ်တယ်ဆိုပေမဲ့လည်းကញ្ញံပဲကြီးစိုးရမယ်ကញ្ញံပဲအုပ်ချုပ်ရမယ်ကញ្ញံပဲဟိုနေရာယူရမယ်ဆိုတာမျိုးကျွန်တော်တို့မှာအစီအစဉ်မရှိဘူးပေါ့နော်ကျွန်တော်တို့အဲ့ဒါလည်းကျွန်တော်တို့ဟိုတိုက်ဖြတ်ကျွန်တော်တို့အမူမှာလည်းရှိတာပေါ့နော်အဓိကကဟိုလူမျိုးခြားရဲ့ခွင့်ရေးကိုလည်းကျွန်တော်တို့မပြစ်ပယ်ရဘူးပေါ့နော် ဓိကကဟိုကရန်တကြခြားလူမျိုးလေးလည်းတကြပဲပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးခံယူချက်နဲ့ကျွန်တော်တို့ဆက်လက်ပြီးတော့တက်ပွဲဝင်တာပေါ့နော်အဓိကတော့ကျွန်တော်တို့ကိုယ်ပဲပြတ်တန်းခွေပေါ့နော်ကိုကိုကကြမှာကိုဖန်တီးခွေပေါ့နော်အဓိကအဲ့ဒါကိုကျွန်တော်တို့ရလာတဲ့တနေ့ကျရင်တော့ကျွန်တော်တို့ဒါတမျိုးတမျိုးတော့ကျွန်တော်တို့ပြန်စဉ်းစားပါပေါ့နော်